ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ရဲ့စစ်ရေးနှင့်ငလင်းဘေးဒဏ်သတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ငလင်းဒဏ်သင့်ပြည်သူတွေကိုကယ်ဖို့ NUG ကနှစ်ပတ်တာအပြည့်ရထားပေမဲ့စစ်တပ်ကပေါင်းမြုပ်နယ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ် ငလင်တန်တဲ့ပြည်သူတွေကိုကယ်ဖို့ NUG ကနှစ်ပတ်တာအပြည့်ရထားမယ်လို့ကြေညာထားချိန်မှာအကြမ်းဖက်စစ်တပ်ကပေါင်းမြုံနယ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်လို့ပခုတ်ကူခရိုင်အမှတ်ဆန်ကတရင်ကပြောပါတယ်။ NUG ဘက်ကနှစ်ပတ်တာအပြည့်ရထားမယ်လို့ကြေညာထားတဲ့ပထမဆုံးရက်မတ်လ30ရက်နေ့မနက်7:00နာရီခွဲလောက်မှာအကြမ်းဖက်စစ်တပ်ကစစ်ရဟတ်ယာဉ်နဲ့ပေါင်းမြုံနယ်အတွင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ပေါင်းမြုံနယ်အနောက်မြောက်ပိုင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရဟတ်ယာဉ်တစ်စီးနဲ့ဘုံကျဲပြီးနောက်ကပ္ပစ24အတွင်းကိုဆင်းသက်သွားတယ်လို့ပခုတ်ကူခရိုင်အမှတ်15တပ်ရင်းတာဝန်ရှိသူတဦးကဆိုပါတယ်။ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့်ဘုံကျဲတက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့အသိပေးပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကငလင်တန်တဲ့ပြည်သူတွေကိုအရေးပေါ်ကူညီနိုင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ဒီနေ့မတ်လ30ကစပြီးဧပြီလ12ရက်နေ့အထိနှစ်ပတ်ကြာထိုးစစ်တွေရပ်တန့်ထားမယ်လို့မနေ့မတ်လ29ရက်ညပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပြီးနောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာတာပဲဖြစ်ပါတယ်။ ငလင်းဖြစ်ပြီးနောက်ပိုင်းအကြမ်းဖက်စစ်တပ်ဟာဘုံပတ်ကျဲနေတာဆိုတော့ငလင်းကြောင့်ပြည်သူလူထုတေဆုံးရတာကိုဂရုစိုက်နေမှာမဟုတ်ဘူးဆိုတဲ့သဘောထားကိုပြသလိုက်တာပဲလို့စစ်တောင်းမျိုးပြပြောက်ကြားတက်ဖွဲ့ NPD ကမှတ်ချက်ပြုထားပါတယ်ခင်ဗျာဒုတိယသတင်းနေဖြင့်စစ်ရေးအခြေအနေအရငလင်းတန်တဲ့ပြည်သူတွေကိုထိရောက်တဲ့အကူအညီတွေမပေးနိုင်တဲ့အပေါ်နားလည်ပေးဖို့အမှတ်34 KPDF ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအရငလင်တန်တဲ့ပြည်သူတွေကိုထိရောက်တဲ့အကူအညီတွေမပေးနိုင်တဲ့အပေါ်နားလည်ပေးဖို့ရှမ်းမြောက်ဒေသမုံမိတ်ခရိုင်အမှတ်34 KPDF တပ်ရင်းကတောင်းပန်လိုက်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်သခိုင်းနဲ့မန္တလေးအပါအဝင်ဆက်ဆက်ဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေပျက်စီးခဲ့ရပြီး ထိခိုက်သေးဆုံးတာဘာသာရေးအဆောက်အုံတွေနဲ့ရှေးဟောင်းရင်ကျေးမှုအမွေအနှစ်တွေပျက်စီးဆုံးရှုံးခဲ့တာတွေအတွက်ပြည်သူလူထုနဲ့ထပ်တူဝမ်းနဲ့ကြေကွဲရတယ်လို့ဒီနေ့မတ်လ30ရက်နေ့မှာအမှတ်34 KPDF တပ်ရင်းကထုတ်ပြန်ပါတယ်။ မိုးလေဝသနဲ့ဇလဗေဒပညာရှင်တွေရဲ့တိုင်းထွာချက်တွေအရငလင်တွေထပ်ဖြစ်လာနိုင်သေးတဲ့အတွက်မိဘပြည်သူများအနေနဲ့အထူးကူစိုက်သွာလာနေထိုင်ကြဖို့နဲ့သတင်းအမှန်တွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်ကြဖို့တိုက်တွန်းထားပါတယ်။မိုးမိတ်မြို့နယ်ဟာရှမ်းပြည်မြောက်ပိုင်းမှာရှိပြီးကချင်ပြည်နယ်ကဗမော၊ရှမ်းပြည်နယ်တဲကတိန်းနီ၊နမ်ဆန်၊တီဘောနဲ့စကိုင်းတိုင်းတဲကရွှေဘိုစတဲ့နယ်မြေတွေနဲ့ထိစပ်နေတာကြောင့်စည်ရေးတင်းမာနေတဲ့နယ်မြေဖြစ်ပါတယ်။ မိုးမိတ်ခရိုင် KPDF တပ်ရင်းမှာအမျိုးသမီးစစ်တီတော်တွေပါတာဝန်ထမ်းဆောင်နေပြီးတိုက်ပွဲမရှိတဲ့အချိန်ဆိုရင်ပြည်သူအကျိုးပြုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့တပ်ရင်းလို့မှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာဆက်လက်ပြီး အကြံဖတ်စစ်ကောင်စီနဲ့အာဏာရှင်စနစ်အမြင့်ပြတဲ့အထိတော်လန်တိုက်ပွဲဝင်သွားမယ်လို့ MSFC နဲ့ YPDF ကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ရေးပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF တို့ပူးပေါင်းပြီးအကြံဖတ်စစ်ကောင်စီနဲ့အာဏာရှင်စနစ်အမြင့်ပြတဲ့အထိတော်လန်တိုက်ပွဲဝင်သွားမယ်လို့ဒီနေ့မတ်လ30ရက်နေ့မှာကြေညာလိုက်ပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ရေးပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF ပူးရဲထုတ်ပြန်ကြေညာချက်တစ်စောင်ကိုဒီနေ့မတ်လ30ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်တာ ာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကိုအ мян ဆုံးဖြုတ်ချနိုင်ရေးငြိမ်းချမ်းရေးလူအခွင့်အရေးနဲ့တန်းတူရေးကိုအာမခံတဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအ мян ဆုံးပေါ်ပေါက်လာနိုင်ဖို့ရည်ရွယ်ပြီးအတူတကွလက်တွဲပူးပေါင်းလှုပ်ဆောင်သွားနိုင်ဖို့ရေးပြည်သူ့ကာကွယ်တပ်ဖွဲ့ WPDF နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ကတာဝန်ရှိကိုယ်စားလှယ်တွေမတ်လ23ရက်နေ့မှာယင်းနီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။နှွေဦးတော်လှန်ရေးစတင်စဉ်ကာလကတည်းကဗိုလ်ရန်နိုင်ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့မနေ့မတ်လ31ရက်နေ့ကစပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့နိုင်ငံရေးစင်ရေးပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူခဲ့ပြီးအဖွဲ့ဝင်အဖွဲ့အစည်းတရအနေနဲ့စစ်အာဏာရှင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီနဲ့အာဏာရှင်စနစ်လုံးဝအမြင့်ပြတ်တဲ့အထိတော်လန်တိုက်ပွဲဝင်သွားမယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီငလင်ဘေးသင့်ပြည်သူတွေအတွက်ရှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီကကြက်သိန်း1800ထဲ့ဝင်ပြီးပူပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ် ငလင်ပေးသိမ့်ပြည်သူတွေအတွက်ရှမ်းလက်နက်ကင်တက်ရှမ်းနိုင်ငံရေးပါတီနဲ့ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းထားတဲ့ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ကကျပ်3800မှတည်ကြောင်းကြေညာပြီးငလင်ပေးသိမ့်ပြည်သူတွေကိုကူညီရမှာပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ငလင်ကြောင့်ပြည်သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ လူနေမှုဘဝတွေအများအများပျက်စီးဆုံးရှုံးခဲ့ရတဲ့အပေါ် SSJAC ကဝန်ထဲကြေကွဲရတယ်လို့ထုတ်ပြန်ထားပြီးတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကငလင်ဘေးဒဏ်တင့်ပြည်သူတွေကိုကူညီဆောင်ရွက်နိုင်ရေးကြိုးပမ်းနေကြတယ်လို့သိရတဲ့အတွက်များစွာကျေးဇူးတင်တယ်လို့အသိပေးထားပါတယ်။ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေနဲ့အရင်ကလည်းပြည်သူလူထုကြုံတွေ့ခဲ့ရတဲ့ကိုဗစ်ကပ်ရောဂါပေးရေပေးစစ်ပေးရှောင်တွေအတွက်တက်နိုင်သမျှကူညီဆောင်ရွက်ခဲ့တယ်လို့ အခုလဲနိုင်ငံအတွင်းထိခိုက်ခံစားခဲ့ရတဲ့ငလင်ဘေးတွေမှာလဲလက်လန်းမီတဲ့နယ်မြေဒေသအတွင်းကပြည်သူလူထုကိုကူညီထောက်ပံ့နိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာနိုင်ငံရေး၊စစ်ရေး၊နယ်မြေဒေသစတဲ့အကန့်အသတ်တွေကိုကျော်လွန်ပြီးပူးပေါင်းဆောင်ရွက်ကြဖို့လဲပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို SSJAC ကတိုက်တွန်းထားပါတယ်။ ရှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ထုတ်ပြန်ချက်ထဲမှာမြမပြည်သူ အပေါင်းတဘာဝဘေးလူလုတ်ဘေးမင်းဆိုးမင်းညစ်ဘေးကနေကင်းဝေးပါစေလို့လဲဆုတောင်းပေးထားပါတယ်ခင်ဗျာဆလပီမရေယာမြို့နယ်အတွင်းငလင်တန်းကြောင့်အဆောက်အဦပြိုပြတ်မှုများနဲ့ပြည်သူများအားမရေယာမြို့နယ်ပကဖမှလည်းကေဆယ်ရေးလုပ်ငန်းများဇက်တိုက်ဆောင်ရွက်နေတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ မရေယာမြို့နယ်အတွင်းငလင်တန်ကြောင့်အဆောက်အဦပြိုပြတ်မှုများနဲ့ပြည်သူများအားမရေယာမြို့နယ်ပကဖမှလည်းကယ်ဆယ်ရေးလုပ်ငန်းများဇက်တိုက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။မတ်လ30ရက်မရေယာပကဖကအတိပေးချက်အရမရေယာမြို့နယ်အတွင်းငလင်တန်ကြောင့်အဆောက်အဦပြိုပြတ်မှုများနဲ့ပြည်သူများထိခိုက်သေးဆုံးမှုများပြားခဲ့ရတယ်လို့ဆိုပါတယ်။မရေယာမြို့နယ်ပကဖမှလည်းကယ်ဆယ်ရေးလုပ်ငန်းများအားဇက်တိုက်ဆောင်ရွက်လျက်ရှိပြီးဆောင်ရှောက်မှုများအားအတက်နိုင်ဆုံးပြုလုပ်ပေးလျက်ရှိတယ်လို့အတိပေးဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစမ်းစီဓာတ်စီဒီဇယ်ရေနံနဲ့အခြေခံစားသောက်ကုန်များကိုပုံမှန်ဈေးအတိုင်းရောင်းချပေးဖို့စီးပွားရေးလုပ်ငန်းရှင်များကိုမြေတားရက်ခံတဲ့သတင်းကိုတင်ပြပေးပါမယ်။အင်အားပြင်းငလင်တန်းကြောင့်လူပေါင်းများစွာတေဆုံးခဲ့ပြီးပျက်စီးဆုံးရှုံးခဲ့တာကြောင့်မရှိမဖြစ်လိုအပ်နေတဲ့ဆန်၊စီ၊ဓာတ်စီ၊ဒီဇယ်၊ရေနံနဲ့အခြေခံစားသောက်ကုန်တွေကိုပုံမှန်ဈေးအတိုင်းရောင်းချပေးဖို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကစီးပွားရေးလုပ်ငန်းရှင်များကိုမြစ်တာရက်ခံလိုက်ပါတယ်။ မတ်လ28ရက်နေ့လယ်ပိုင်းမှာတဘာဝဘေးမြင်းငလင်ပြင်းထန်စွာလှုပ်ခတ်ခဲ့ပြီးနိုင်ငံအနှံ့လူများစွာတေဆုံးခဲ့ရပြီးနိုင်ငံအနှံ့ကမြို့တွေပျက်စီးဆုံးရှုံးမှုများစွာဖြစ်ခဲ့တာကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေကိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။အတိဒုက္ခရောက်နေကြတဲ့မိဘပြည်သူတွေတဘူပေါ်တဘူဆင်ပြီးဝမ်းနဲ့ပူဆွေးနေရတဲ့ကာလဖြစ်တာကြောင့်အမှန်တကယ်မရှိမဖြစ်လိုအပ်နေတဲ့ စံစီဒက်စီဒီဇယ်ရေနံနဲ့အခြေခံစားတောက်ကုန်တွေအစမတန်ကုန်စည်နှုန်းမြင့်တက်နေတဲ့အတွက်ပိုပြီးခက်ခဲနေကြတယ်လို့လည်းအသိပေးထားပါဗျ။ဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့အခုလိုအချိန်ကာလမှာဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့တသားတည်းရပ်တည်ပြီးကိုချင်းစာနာစိတ်နဲ့ပုံမှန်ဈေးအတိုင်းရောင်းချပေးကြဖို့မုံရမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကစီးပွားရေးလုပ်ငန်းရှင်ဂုံတရေရှိလူကြီးများများကိုလေးစားစွာနဲ့မြစ်တာရက်ခံလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်နောင်ချိုမှာစစ်ကောင်စီတပ်သား3ဦးလက်နက်ခဲယမ်းတွေနဲ့အတူ TNLA ထံအလင်းဝင်လာတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်းပြည်တပ်မဟာနှစ်နယ်မြေနောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာမှာရှိတဲ့ကိုရနှစ်တပ်စခန်းကစစ်ကောင်စီတပ်သား3ဦးလက်နက်အပြည့်အစုံနဲ့အလင်းဝင်လာတယ်လို့တအောင်းတပ်မတော် TNLA ကဒီနေ့မတ်လ30ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။ ဒီစစ်သား3ဦးဟာမတ်လ28ရက်နေ့လယ်3နာရီအချိန်မှာတနက်3လက်နဲ့အတူတအောင်းတက်မတော် TNL ထံအလင်းဝင်လာတာလို့ဆိုပါတယ်သူတို့ကိုဥဆောင်တဲ့ဗိုလ်ကြီးအဆင့်ရှိသူတဦးသည်တိုက်ပွဲမှာကြဆုံးသွားခဲ့ပြီးဥဆောင်သူမရှိတော့တဲ့အတွက် ထွက်ပြေးပြီးအလင်းဝင်လာတာလို့သိရပါတယ်အလင်းဝင်လာတဲ့စစ်သား၃ဦးကို PSLF TNLA အဖွဲ့ကစစ်တုံးမှန်ဥပဒေနဲ့အညီကောင်းမွန်စွာစောင့်ရှောက်ပေးသွားမယ်လို့တအောင်းတက်မတော် TNLA ကအသိပေးပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာ12ရက်ကလည်းတီဘောမျိုးအခြေဆိုင်စစ်ကောင်စီလက်အောက်ခံချင်းမြန်တပ်ရင်း903 904တို့ကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာဖမ်းဆီးရမိခဲ့တဲ့စစ်တပ်မိသားစုဝင်192ဦးကို PSLF TNLA ကလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ PSLF TNLA သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်နှင့်မင်းတီဟန်တို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ